အင်္ဂလန်ပရီးမီးယားလိပွဲစဉ်10လန်ဒန်ဒါဘီတော်တန်ဟော့စ်ပါနဲ့ချယ်လ်ဆီ အားလုံးမင်္ဂလာပါရင်ပြည်သူကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးတင်ပေးတာဗာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့စနေနေ့ညမှာကန်သွားမယ် Tottenham Hotspur တင် Chelsea တို့နဲ့ရဲ့ဒါပွဲကြိုသွန်းချက်လေးကိုကျွန်တော်လုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်အားဆိုလို့ရှိရင်တော့မြန်မာစံတော်ချိန်ည7:00နာရီအတိပေါ့နော်တနင်္ဂနွေနေ့မနက်အစောပိုင်းမှာကန်သွားမှာလည်းဖြစ်တယ်ပွဲစဉ်အားလည်းတကယ်ကိုကြည်ကောင်းနိုင်တဲ့ London Derby ပွဲစဉ်ဖြစ်တဲ့ကြောင့်ကျွန်တော်မလွတ်တမ်းကြည့်ရှုဖို့တော့လိုလိမ့်မယ်ပေါ့နော်အဲကျွန်တော်ဒီ Champions League ပွဲစဉ်တွေဟာမျိုးပေါ့နော် Champions League ပွဲစဉ်တွေကိုကျွန်တော်တင်ပေးထားတာရှိတယ် မကြည့်ရသေးဘူးဆိုလို့ရှင်တော့ကျွန်တော်ရဲ့အရင်ဗီဒီယိုထဲမှာတွေ့ကြည့်လို့ရတာပေါ့နော်အဲ့မှာဆိုလို့ရှင်တော့ဘယ်ပွဲစဉ်တွေကဘယ်ချိန်မှာကံမလဲအရက်ဆက်တွေကဘယ်လိုဖြစ်နိုင်လဲဘာညာဆိုပြီးတော့ကျွန်တော်မှန်းပြီးတော့ပြောထားရလေးရှိရယ်ပွဲတူတူချက်တီးတဲ့တော့မလုပ်ပေးထားဘူးပေါ့နော်အဲ့ထဲကနေမှဒါ United ပွဲရဲ့ပွဲကျင်သွင်းချက်လေးကြည့်ကြတယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်ရဟောဘက်က channel ဖြစ်တဲ့ The Weight of Man United မှာတွားပြီးတော့ကြည့်လို့ရတာဗောနော်ဆောစပြောရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကတကယ်ကိုကြည်ကောင်းနိုင်တဲ့ပွဲစဉ်ဒါအင်္ဂလန်ရဲ့ London Derby ပွဲကောင်းတပွဲလည်းဖြစ်တယ်ဗောနော်ဆိုတော့တခုပိုကောင်းသွားတာက Tottenham Hotspur တင်းကအတက်ဖက်ကိုလည်းနည်းနည်းရောက်နေပြီးတော့တစ်ဖက်က Chelsea တင်းကအကြဘက်ကိုလည်းနည်းနည်းရောက်နေတယ်လို့ပြောလို့ရတယ်အဲကြောင့်မို့လို့ဒီပွဲစဉ်ကိုကြည့်ရမယ့် feel ရာနည်းနည်းပိုပြီးတော့ ကောင်းသွားတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့အစပြောအောင်တော်တင်ဟော့စပါတင်ရဲ့အိမ်ကွင်းမှာရှမန်ကစားတော့မှလည်းဖြစ်တယ်တော်တင်ဟော့စပါစတေဒီယမ်မှာကစားတော့မှလည်းဖြစ်တယ်ပေါ့နော်ဆိုဒီပွဲစဉ်ကတကယ်ကိုကြီးကောင်းထန်တဲ့ပွဲစဉ်ဖြစ်တယ်လို့လန်ဒန်ဒါဘီပွဲဖြစ်တဲ့အကြောင်းအကျိတ်နဲ့ကန်ရမယ်အဲတွင်းကိုလည်းများမယ်လို့ကျွန်တော်ခန့်မှန်းမိရဲ့အနီကက်တွေလည်းအမှတ်မထင်မှန်းနဲ့ဘလူးပြန်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ပြောလို့ရတာပေါ့နော်ကျွန်တော်တို့တစ်ဖက်ကဒီအင်ရှင်တော်တင်ဟော့စပါတင်ရဲ့အိမ်ကွင်းဆွမ်းဆောင်ရည်နောက်ဆုံးသုံးပွဲကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်အောင်အိမ်ကွင်းသုံးပွဲမှာဆိုလို့ရှိရင်တော့တော်တင်ဟော့စပါတင်ကတပွဲနိုင်တပွဲရှုံးတပွဲတည်ဆိုတဲ့ရကြလက်ရထားတာပေါ့နော်ဆိုတော့ EFL ကမှဆိုလို့ရှိရင်တော့ Doncaster အသင်းကို 3G နဲ့သူတို့နိုင်နေတယ်။အဲ့ဒါပြီးသွားတဲ့အချိန်မှာ Wolf အသင်းကိုတော့ဒါ England Premier League မှာ1-1တည်ကြရပါဘောနော်။အဲ့ဒါပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒါသူတို့ Premier League မှာပဲထပ်ပြီးတော့တော့ Aston Villa အသင်းကို2-1ဆိုတော့ result နဲ့ပြန်ပြီးတော့ရှုံးထားရလဲရှိတယ်။အဲကြောင့်မလို့ Tottenham Hotspur အသင်းရဲ့အင်ကွင်းဆွမ်းဆောင်ရေးကလည်းအရန်ကြီးခုနောက်ပိုင်းမှာ on form ကောင်းနေတယ်လို့ပြောလို့မရဘူးဘောနော်။ဒါ Revly ပဲဖြစ်နေတယ်လို့ပြောလို့ရတယ်။တပွဲတည်တပွဲရှုံးတပွဲနိုင်ဆိုတော့ result ထွက်နေတယ်လို့ပြောလို့ရတယ်။ကျွန်တော်တို့တစ်ဖက်က Chelsea အသင်းရဲ့အဝေးဝန်းဆွမ်းဆောင်ရေးနောက်ဆုံး၃ပွဲကိုကျွန်တော်တို့ချက်လောက်ကြည့်ကြည့်အောင်။ကြည့်ကြရမယ်ဆိုလို့ ရှင်တော့ Chelsea တင်းရနောက်ဆုံးဝေးဝင်းစွမ်းဆောင်ရင်၃ပွဲစလုံးမှာ၃ပွဲစလုံးအနိုင်ရထားတာကိုကြူးကြပဲကျွန်တော်တို့တွေ့ရတယ်။အဲကျွန်တော်တို့ဒီ EFL ကမှာဆိုလို့ရှင်တော့ Lincoln ကို2-1ဆိုတဲ့ result နဲ့သူတို့နိုင်နေပေါ့နော်။အဲ့ဒါပြီးသွားတဲ့အချိန်မှာ England Premier League မှာဆိုလို့ရှင်တော့ Nottingham Forest အတင်းကို3-0ဆိုတဲ့ result နဲ့သူတို့နိုင်ထားတာရှိတယ်။အဲ့ဒါပြီးတော့အခုနောက်ဆုံးပွဲစဉ် EFL ကမှာဆိုလို့ရှင်တော့ Wolves အတင်းကိုခက်အကန်းနဲ့ကစားခဲ့ရပြီးတော့ပထမပိုင်းမှာ goal ပြတ် တွင်းငယ်ပြီးတော့မှဒုတိယအိမ်မှာပေးကိုတွေပြန်ပေးရပြီးတော့43ဆိုတဲ့ resonant တို့တို့နိုင်ထားရည်လည်းရှိရပါတော့ဆိုအဲကြောင့်မလို့လက်ရှိအချိန်မှာအင်ကွင်းအဝေးကွင်းစမ်းဆောင်ရုံနဲ့ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ Chelsea တင်းရဲ့အဝေးကွင်းစမ်းဆောင်ရည်ကနည်းနည်းလေးပိုကောင်းနေတယ်လို့ပြောလို့ရတယ်နည်းနည်းဟောပေါ့တော်တော်ပိုကောင်းနေတဲ့အနေအထားမှာရှိရတယ်။တေးဘောတော့မရှိပါနဲ့တောက်လျှောက် ဂိုးပြိုက်တွေပဲနိုင်ထားတဲ့ပွဲစဉ်တွေလည်းရှိသလိုအဲ့လိုမျိုးပေါ့နော် Wolf ကိုမထင်မှတ်ဘဲနဲ့အကျိန်းနဲ့ကန်ပြီးတော့နိုင်သွားတဲ့ပွဲစဉ်တွေလည်းရှိတယ်။အဲဒီမှာတစ်ခုပြောဖို့ရှိတာက Chelsea တင်းရဲ့ခြေစွမ်းနဲ့လည်းခံမှန်းပြီးတော့ခတ်တယ်ပေါ့နော်။တနည်းဆိုတနည်းငွေဖြစ်နေတယ်။ discipline အားနည်းတဲ့အပိုင်းတွေလည်းကျွန်တော်တို့တွေ့ရတယ်။ဥမာ အနီကတ်တွေကိုဒါနောက်ဆုံးကစားခဲ့တဲ့ဆက်တပွဲမှာဆိုရင်ခုနှစ်ပွဲလားရှစ်ပွဲလားမသိဘူးအဲ့ဒီလောက်ထိကိုအနီကတ်တွေတောက်လျှောက်ထိထားရလဲရှိတာဖြစ်တဲ့ကြောင့်ဒါအန်ဆိုမာရက်စကာကိုရန်ဝါတော်လေးစိတ်တူပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းတွေကမီဒီယာမှာထုတ်ပြောရတဲ့အထိကိုသူ့အသင်းအခြေအနေကိုသူကပြောခဲ့တဲ့အနေထားရှိရပါတော့ discipline အားနည်းတဲ့ဘာညာဒါ very stupid ဘာညာပေါ့ဗျာအဲ့လိုပြောရတာလည်းရှိတာဖြစ်တဲ့တော့ကြောင့်ဒီနေ့ပွဲစဉ်မှာလည်း Chelsea တင်းနေတဲ့အနီကက်တွေရသွားမလား goal တွေများဆိုင်သွင်းမလားကျွန်တော်တို့ချက်ကြည့်ရမယ်နောက်တန်းမှာဆိုလို့ရှိရင်ရော plan ပေါက်နဲ့ဖားကောက်နေပြဿနာကိုဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်မှတ်ရပြောရမယ်ဆိုရင်များဒီ ပြီးခဲ့တဲ့ပတ်တုန်းကဆန္ဒလမ်းကိုရှုံးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Broadbury ပေါ့နော်သူလောက hold up လုပ်ပြီးတော့နောက်ကလူကိုစောင့်သွားတဲ့အနေအထားကြီးကကျွန်တော်အပွဲမှာလည်းတေချာကြီးကြည့်လိုက်ရပါတယ်ဟုတ်တယ်လည်းဟုတ်တယ်ဗျာ Shalova ကလည်းဝင်ပြီးတော့မလုပ်သလိုနောက်ကတစ်ယောက်ကလည်းလုံးဝမဖြတ်ဘူးပေါ့နော်တိုးစင်းတဲ့နေအတုံးကလည်းဝင်ပြီးတော့မဖြတ်ဘူးပေါ့နော်အတိုင်းပဲ hold up လုပ်ပြီးတော့ဒီ5စက္ကန့်လောက်ကြီး hold ပြီးတော့နောက်ကလူကိုစောင့်နေရကြီးကိုအတိုင်းပဲရက်ကြည့်နေခဲ့တာလည်းအနေလေးတော့ခန်းစစ်ကဆိုးရွားမှုတွေကိုမြင်ရတယ်လက်ရှိအနေအထားမှာအကောင်းဆုံးလို့ပြောလို့ရတာသူတို့အကုန်လုံးပြောနေကြတယ်ချယ်ဆီဘက်နေပြောနေကြတယ်အချင်းပေါင်းပေါ့နော်အချင်းပေါင်းတစ်ယောက်တည်း ရပဲနည်းနည်းလေးအဆင်ပြေပြီးတော့ကျန်တဲ့ကစားသမားတွေကနည်းနည်းလေးတိုင်ပတ်နေရလို့ပြောလို့ရတယ်အဲကြောင့်မို့ဒီနေ့ပွဲစဉ်မှာ Chelsea သင်းရဲ့ခံစစ်ရိုးရွင်းမှုနဲ့ကျွန်တော် Tottenham Hotspur သင်းရဲ့လက်ရှိသူ့ပြင်ပြောင်းလဲထားတဲ့ result တွေနဲ့ဆိုလို့ရှိရင်တော့ Tottenham Hotspur သင်းကတော့မှမတိမတာလေးနဲ့အခွေလေးနည်းနည်းလေးပိုရှိရလို့ပြောလို့ရတယ်ဒါပေမဲ့အင်ကွင်းဆန်းဆောင်ကြီးကတော့ Tottenham Hotspur တော်လေးအခြေအနေစိုးနေတယ်ဆိုတော့အနေအထားမျိုးလေးမှာတော့ရှိရပါတော့လက်ရှိ Thomas Frank ကလည်း Chelsea နဲ့တွေ့ဆုံတဲ့အခေါက်တိုင်းမှာ Brentford မှာတော့လည်းဒုက္ခတွေတတိယပေးခဲ့တဲ့နေပြဖြစ်တဲ့အကြောင်း Brentford ထက် next level နဲ့ပိုရောက်တယ်လို့ပြောလို့ရတယ် Tottenham Hotspur သင်းက င်လာရောက်ပြီးတော့ဒါရှင်ပြန်အမှဖြစ်တဲ့အတွက်ကြောင့်ဒါ Chelsea တင်းရင်လည်းခက်ခဲတဲ့ပွဲစဉ်တွေကိုတေချာပေါက်ရင်ဆိုင်သွားဖို့ရှိတယ်ပြီးတော့ London Derby ဖြစ်တဲ့အကြောင်းအကျိန်းတွေဆိုင်ကြဖြုတ်ကြမဲ့ပွဲစဉ်တွေကိုလည်းကျွန်တော်မြင်တွေ့ရမှာလည်းဖြစ်တယ်ပေါ့နော်အဲဆိုတော့တို့နှစ်တင်းရဲ့ head to head ကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင် head to head ကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး၃ချိန်ကိုပဲကြည့်လိုက်မှာပေါ့နော်နောက်ဆုံး၃ချိန်မှာဆိုလို့ရှိရင်တော့ Chelsea တင်းရပဲတောက်လျှောက်အသားရထားတာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ဒီ England Premier League မှာ April လတုန်းကစုံတော့ဆိုလို့ရှိရင်လည်း Chelsea တင်းရဲ့အိမ်ခွင်မှာ Chelsea က1-0ဆိုတဲ့ resonance နိုင်နေအဲ့ဒါမတိုင်ခင်တော့2024ဒီဇင်ဘာမှာ ာတုန်းကဆိုလို့ရှိရင်လည်း Chelsea က4-3ဆိုတဲ့ result နဲ့အဝေးခွင်းမှာလာပြီးတော့နိုင်နေပေါ့နော်အဲ့မတိုင်ခင်တုန်းကဆိုလို့ရှိရင်လည်း Premier League မှာဒါ2024ရဲ့မေလမှာကန်ခဲ့တဲ့ပွဲစဉ်မှာတုန်းကဆိုလို့ရှိရင်လည်း Chelsea ကသူတို့တင်းအိမ်ခွင်းမှာ2-0ဆိုတဲ့ result နဲ့ Tottenham Hotspur ကိုနိုင်ထားတာဆိုတော့ Chelsea ကနောက်ဆုံးတွေ့ခဲ့တဲ့၃ညစလုံးမှာလည်းအတားရနေတာတော့ကျွန်တော်တို့ထူးခြားပဲသွားပြီးတော့တွေ့ရတယ်ပြီးတော့အဝေးခွင်းပွဲအဝေးခွင်းစွမ်းဆောင်ရည်တွေကလည်းခုနောက်ပိုင်းမှာ Chelsea ကအများကြီးပို့ပြီးတော့ကောင်းနေတာကိုတွေ့ရဖြစ်တဲ့တော့ကြောင့်ဒီနေ့ပွဲစဉ်မှာအဲနှစ်သင်းစလုံးကတော့အပြိုင်ဆိုင်နေဂိုးတွေတွင်းကြမယ်ဘာလို့နှစ်သင်းစလုံးကလည်းအဲ ခံစစ်ကြီးကိုအတကွင်းပိတ်ဆို့ရတဲ့တော့မဟုတ်ဘူး။ဒါပေမဲ့ Thomas Frank ကခံစစ်ဒီ defensive sense ကနေလေးပိုရှိတာဖြစ်တော့ကြောင်းဒီပွဲစဉ်မှာကမထင်မှတ်ပဲနဲ့ ဂိုးလည်းများသွားနိုင်သလိုမထင်မပန်းနဲ့လည်းဂိုးနေသွားတဲ့ပွဲစဉ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ရဲ့ဒါကျွန်တော်တို့ဒါပွဲကြိုးစွမ်းတဲ့ချက်လို့ခံမှန်းပေးရမယ်ဆိုလို့ရှင်တော့ဒီပွဲစဉ်ကအဲတေချာသွားနိုင်ကြတော်လေးများတဲ့ပွဲစဉ်လို့ကျွန်တော်တို့မြင်တယ်တေချာသွားနိုင်ကြီးကိုခရန်ဆန်ရုံလောက်ပေးခြင်းနဲ့20ရုံလောက်ကိုတော့ဒါတော်နေဟော့စ်ပါတင်နိုင်သွားနိုင်ကြီးရှိရလို့ခံမှန်းမိပြီးတော့တမ်ပါစလောက်ကတော့ချယ်ဆီပြန်ပြီးတော့နိုင်သွားနိုင်ကြီးရှိရလို့ကျွန်တော်ခံမှန်းမိရလို့ရှိရပါတော့။လူချင်းမင်းတို့ရောဒီလန်ဒန်ဒါဘီပွဲစဉ်တော်နေဟော့စ်ပါတင်နဲ့ချယ်ဆီတင်းရဲ့ပွဲစဉ်မှာဘယ်လိုမျိုးစရီဖြစ်လာမယ်လို့ထင်လဲ။မမြတ်ထင်မြင်စားချက်လေးကဘယ်လိုရှိမယ်လို့ထင်လဲ။အောက်က comment ထံမှာဝင်ပြီးတော့မှတ်ငယ်ပြလို့ရပါတယ်ကျွန်တော်ရဲ့ channel လေး video လေးကိုကြိုက်တယ်လို့ဆိုလို့ရှိရင် like and subscribe like and follow နေပဲကြည့်ကြလို့ရပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်နေသုံးကြတာပါ